အားလုံးမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလန်လေးရတော့စာရေးဆရာတက်ကရူမအောင်ဆိုရေးသားထားတဲ့ဆန္နာလာမင်းအိမ်ဆိုတဲ့ဝိတုဇလန်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆန္နာလာမင်းအိမ်ရန်ကုန်တောနယ်ကြီးထဲမှာမုတ်ဆိုးတွေခြေချင်းလျောင်ရှုပ်ထွေးလုံးနေတဲ့ဖြစ်မန္တလေးတောနယ်ထဲသို့တော်ပြောင်းဝင်ရောက်လာသောစောရမုတ်ဆိုးဆန္နာတဲကိုရိတ်တာ စောရမုတ်ဆိုးကဂျင်းပေါင်းပြီနဲ့စာဖာရီကုန်းကြီးဝစ်စင်ထားသည့်မျက်လုံးမျက်ဖန်ကောင်းကောင်းအရက်အမောင်းလည်းကောင်း၍နှာတန်ပေါ်ပေါ်နှင့်ရုပ်ရည်တန်ပြန့်၍ချော်လေ၏။တဲကိုခံတဲ့ဝင်လိုက်သည့်နှင့်မန်နေဂျာကကောင်တာမှစီးကြိုလိုက်၏။အမင်းရှိပါ အခန်းလို့ရှိပါသလား။ရှိပါလေ။နေရာကောင်းကောင်းအခန်းကိုရွေးပေးစမ်းပါ။အကိုနာမည်နဲ့လိပ်စာပြီးတော့ နိုင်ငံသားမှတ်ပုံတင်ကပ်ပြားလေးတစ်စိမ့်လောက်ကျေးဇူးပြုပါ ဝေလူမှတ်ပုံတင်ကပ်ပြားမှာပါတဲ့လိပ်စာတိုင်းပါပဲမန်နေဂျာက ဝေလူကိုဧည့်သည်စည်ရင်းစာအုပ်ထဲတွင် ရေးသားမှတ်တမ်းတင်စည်ရင်းသွင်းထားပြီးမှတ်ပုံတင်ကပ်ပြားကိုပါတဘာလေးခိတတိန်ဆဲထားလိုက်၏အခန်းခန့်ငွေတညအတွက်ကြိုတင်လက်ခံယူလိုက်၏အခန်းနံပါတ်9 အပေါ်ထက်အခန်းနံပါတ်9ဤတော့တန်၂ချောင်းကိုကောင်တာနေရရှိ အခန်းနံပါတ်12ပုံပြပေါ်ချိတ်ဆွဲထားရမှ ဖြုတ်ယူပြီးလင်တော့တန်တစ်ချောင်းကိုဝေလူအားပေး၍ကြံတော့တစ်ချောင်းကိုအန်ဆွဲသေးသို့တင်းဆဲထားလေ၏ဝေလူကကောင်တာပုပ်ကိုဤလှုပ်ရှားမှုကိုပြုံး၍ကဲခတ်ပြီးနောက်အလုတ်သမားလေးခွေးနီကအခန်းရှိရာသို့ခေါ်ဆောင်တစ်ဖြစ်အပေါ်ထက်သို့တက်ခဲ့၏ အတွင်းလေကအတက်အစင်းတွင်အသက်20ခန်းရှိအပြန်အစားဖိလိမ့်ပြီးခေဆန်ဆန်ဝတ်ဆင်ထားသော မိမချော်လေးနှင့်စုံမိလိုက်ကြသည်အနှိမ့်စားလေးပါလားမင်းသိလားခြားသိအခန်းနံပါတ်9ထဲရောက်ရင်ခွေးနီထံစူးစမ်းလိုက်ဤဒီမှာ3ချိန်လောက်လာသေးခဲ့ဘူးတည်းအဲ့ဒီအမနမေကစင်းစာအုပ်ထဲမှာခင်ချစ်မုံနေဘယ်နေ့ကရောက်လာလဲဘာကိစ္စနဲ့သင်တယ်လဲကွာ မနေ့ကစပြီးရောက်တာဒီမှာ3-4ရက်လောက်နေလိုက်မယ်ထင်တယ်ဒီမှာလာလောက်လောက်တာပေါ့ဗျာဦးလေးကလည်းအဆန်းလောက်လို့ဗျာဒါမျိုးတွေယူနေပြီဗျာဘယ်နဲ့လဲတွေးချင်နေဆိုရင်ကျွန်တော်ကိုပြောလေလူလယ်ကလေးခွေးနီကဆက်ဖြည်းဖြည်းနဲ့ပြောလိုက်ရာဝေလူကတဘောချသွားဤလူအပ်ရင်မင်းကိုပဲအားကိုးရမှာပေါ့ကွာအခန်းထဲမှာခွေးနီပြန်ထွက်သွားရင်ဝေလူဒီအခန်းတကာတော့အိမ်များတက်ဆင်ထားပုံများကိုလေ့လာဤ ပြီးနောက်တခြားအခန်းများဤပိတ်ထားသောသကားရွက်များဤတော့အိမ်တက်ဆင်ပုံများကိုမတိမတာလမ်းလျှောက်ရင်းလှိလာကြည့်လိုက်သည်ထို့နောက်ဝစ်စုံနှစုံထည့်ထားသောအတက်ချီကိတ်ကိုခေါင်းရင်းမွေးရအောက်တွင်မှတ်ထားလိုက်ပြီးအခန်းတကားပြင်မှတော့ခက်လျက်အောက်ထက်ဧကန်းသို့ပြန်ဆင်းခဲ့သည်ညနေစောင်းချိန်ရောက်လာချိန်တွင်ဧည့်သည်များတဖွဲဖွဲဝင်ရောက်လာကြ၏ဝေလူသည်ဂျိန်ကလထိုင်တွင်ထိုင်ရင်း ဝင်လာသည်မသောဧည့်သည်များစီတို့တိုင်းငှက်မျက်လုံးနှင့်ဖိုတိုဂရိမျက်မှန်ထဲမှစူးစူးရှာရှာစိုက်ကြည့်ပြီးအကဲခတ်နေသည်မန္တလေးမြို့တော်ကြီးသည်စီးပွားရေးချက်ချာကြသော အထက်ပိုင်းမြို့တော်ကြီးဖြစ်၏မြစ်ကြီးနာမိုးကုတ်လန်းမေမြို့လန်းရန်ကုန်လန်းမုံရွာရွှေဘူးလမ်းများ၏လမ်းအတွေ့အကြုံဖြစ်၍ယခုလိုညမောင်ဖတ်တို့ရောက်လျှင် ခီးသွွားဧည့်တယ်မှန်တမြမြို့တော်ကြီးတွင် စားကြတောက်ကြညတညသောအပန်းဖြေနားကိုကြားရလေတော့ဤညမှောင်လာလေလမ်းပေါင်းစုံမှဧည့်ပေါင်းစုံဆန္နာတဲကိုခန်းထဲသို့ဝင်လာနေစေပင်ယောက်ျားမိန်းမများသည်လှုပ်လှုပ်ရွရွသွားလာဖြတ်တန်းသောအတန်များပေါ်ထွက်လာနေသည်ဝေလူသည်ဧည့်သည်ပေါင်းစုံအထဲမှ အသက်၄၀ကျော်ခန့်ရှိ ခင်တိုတိုလူတယောက်ပေါ်သို့အာယုံဝင်စားလိုက်မိ၏ ဝင်လာသူများထဲတွင် သူဒီထူးခြားနေ၏ဒါကလည်းဝေလူဤလူကဲခန့်ဤအသက်ပညာပင်ထိုလူမှာချီအင်းကြီးပြခန့်နွမ်းနွမ်းချီလုံးကြီးတပတ်နွမ်းနှင့်ဘူဒီပတ်တိဝစ်စင်သာ၏နေလောင်ထားသောအသားရည်ပတိုင်မွေမှုတ်စိတ်မွေနှကမ်းမွေကျိုးတိုးကျဲတဲပေါက်နေ၏စစ်သုံးကျောပေါ်ဤဟောင်းတလုံးကိုကျောပိုးလွေထား၏လွေအိမ်မှာပြည့်ဖောင်းနေ၏ ခန့်နွမ်းနွမ်းအလောက်ကျန်သမားဟုတာမန်မျက်လုံးနှင့်မြင်နိုင်၏ထိုလူအပေါ်၌စိတ်ဝင်စားစရာတကွဲများတွေ့မြင်နိုင်ကြမည်မဟုတ်ချေမိတို့ပင်ပြင်ပပြင်ဆင်အတွင်ပြင်သည်စိတ်ဝင်စားစရာမရှိတော့လေဝေလူဤမျက်လုံးကထိုလူဤလက်ပင်း၌ဆွဲထားသော မပေါ့တဘူရွှေဆွဲကျိုးကိုလှမ်းမြင်လိုက်ရသည်အနည်းဆုံးရွှေနှစ်ကြသားထက်မလျော့နိုင်ချေပြီးတော့ကြောက်စိမ်းသားလက်စွပ်ကွင်းကိုဘယ်လက်ကလက်တွင်ဝစ်ဆင်ထား၏ ထိုလ်လူအပေါ်ထက်သို့လှေကားမှတက်သွားလင်ဝေလူကခွေးနီကိုအနားသို့လှမ်းခေါ်၏လက်ဖမ်းဆွဲလိုက်ရင်ခွေးနီလက်ဖွားထဲသို့ငွေတရာတန်တရွက်ကိုကတ်ထည့်ပေးလိုက်သည်အဲ့ဒီလူကိုစုံစမ်းပြီးစမ်းပါခွေးနီကချက်ချင်းတည်င်းလာပေ၏မိုးကောင်းကဥစော်လက်အခန်းနံပါတ်က35အေးကွာဒါပါပဲကျေးဇူးတင်ပါတယ်လိုချင်တာရှိရင်ပြောပါဦးလေခွေးနီယာစီုံထားမိပြီး ဝေလူဒီအပေါ်ထပ်တို့ပြန်တက်ခဲ့၏အခန်းနံပါတ်15ဇောလခန္ဓကားပိတ်ထားဒီကိုလက်ချက်လှမ်းကြည့်ပြီးမိမိအခန်းကိုတော့ဖွင့်ဝင်လာ၏တဖန်မိမိအတက်ရှိကိစ်ကိုဖွင့်လိုက်၏အပေါ်ရန်တွင်ဖြန့်ထက်ထားသောအဝတ်အစားတစ်စုံကိုဆွဲထုတ်လိုက်၏အောက်တွင်မာစတာကီတော့အိတ်ဘက်ထရီတက်ဆင်ထားသော6လက်မခန့်ရှိလုံဘူးဆက်တစ်ခုနှင့်အရွယ်စားမျိုးစုံပါဝင်သောလုံဘူးတန်အိတ်ငယ် ပလတ်စတာအမုတ်ထုတ်နဲ့ပုံစံခွက်ငယ်တစ်ခွဲ။음။ဒီလက်နက်တွေကိုနောက်ဆုံးအဆင့်ကျမှအသုံးပြုရင်ကောင်းမယ်။ဖောက်ထွင်းဝိဆာဝေလူတီကရင်ပေါ်တွင်လှဲလျောင်းရင်းအကြံထုတ်နေသည်။မိမိပြကွင်းထဲသို့ရွေးချယ်ထားသောဇော်လက်တီအမှန်တကယ်ကိုမိမိသားကောင်ဟုတ်မဟုတ်ကူပါပြန်လဲတုံးတက်နေမိ၏။ဖားကန့်တွင်မိတ်ဆွေကြောက်သမားများနဲ့တူငားရက်သွားရောက်လေ့လာနေတိုင်းခဲ့ဖူးတစ်ဖြစ်အသွေးကြုံနေငယ်ရှိလေသည်။ ဇော်လတ်ဆိုသူပေါ်စင်စားရင်မှပက်လက်လှန်လျက်မိမိအခန်းတော်တန်ကိုလက်ဖြစ်ပုတ်နေမိ။တော့တိုင်ချိတ်ကျိုးကိုပလတ်စတစ်ဖြူရောင်အပိုင်းပြားငယ်နဲ့တွေကတ်ထားပြီးအခန်းနံပါတ်9ဟုရေးထား၏ဖြောက်ရုတ်တရက်ဇော်လက်အချောင်းကိုဇဝေဇဝါနှင့်ပိုင်ပိုင်နန်းနန်းမဆုံးဖြတ်နိုင်ဒီကိုဖြတ်လိုက်ပြီးအကြံတစ်ချက်ပေါ်လာသည့်ဖြင့်လက်ဖြောက်တစ်ချက်ကိုတီးလိုက်သည် ဖွင့်ထားသောအတက်ချီကိစ်ကိုပြန်ပိတ်ထားလိုက်ပြီးမှုရအောက်တွင်ပြန်ဝတ်ထားလိုက်၏မိမိ၏အခန်းတကားရွက်ကိုအတွင်း၌ဂျဲမချအောင်အသာဟန်မပြတ်ပြန်စေးပိတ်ထားပြီးအခန်းကိုတော့မခတ်ပင်အောက်သို့ဆင်းလာခဲ့သည်ဦးစော်လည်း၏အခန်း15၏တကားကိုတိုးတိုးခောက်ကြည့်၏မဖွင့်ချေနောက်ခတ်ဖြစ်ဖြစ်ခောက်ကြည့်ပြန်၏အတွင်းမှလှုပ်ရှားမှုအတန်းလုံးဝမပြတ်သည့်ဖြစ်စိတ်ချသွား၏အောက်ထပ်ဆင်းလာသည် ဧည့်ကောင်တာတွင် မန်နေဂျာထိုင်နေစေပြီဝေလူဒီဧည့်ခန့်ကလပ်ထိုင်တွင် တခြားဧည့်သည်များနှင့်ရောနှော၍ထိုင်ရင်းစပွဲခုံပေါ်မှသတင်းစာကိုယူပြီးဖြန့်ကြည့်လေ၏ဟန်ဆောင်ကန်၍မျက်နှာကိုအကာအကွယ်ယူပြီး ကောင်တာစပွဲနောက်ကျောအုံနေရန်ပေါ်ရှိ အခန်းတော်တံများနံပါတ်ကွက်တိုင်းချိတ်ဆွဲထားသည့်တက်သားပုပ်ပြားကြီးစီတို့စူးစိုက်လေ့လာနေသည်လွတ်နေသောအခန်းသုံးခန်း၏တော်တံသုံးစုံသွဲသာကြန့်ရှိတော်၏ ငှားပြီးသောတော့တံမိထုချောင်းများကိုပုပ်ပြားတွင်ချိတ်မထားပေကောင်တာစပွဲဤအံစွဲထဲတွင် အာလုံးထဲ့သိမ်းထား၏ဆရာဘဘကြီးကငွေသိမ်းပြီးဧည့်စင်းပါယူလာခဲ့ပါလေခွေးနီဝင်လာပြီးကောင်တာမန်နေဂျာကိုလာပြော၏ဒီလိုဆိုငါလည်းညစာထမင်းတက်စားလိုက်ဦးမယ်ဘားချစ်ကိုလွှတ်လိုက်မယ်ကောင်တာမှာမင်းခဏစောင့်နေသေးလားဧည့်သည်လာရင်ခဏစောင့်ခိုင်းထား မန်နေဂျာသည်ငွေထုတ်နေသူကောင်တာအခန်းမှအပြင်ထွက်ပြီးရှစ်ထက်တိုက်ကြီး၏ဗဟုအတက်စင်းလီကမှအပေါ်ထံများစီသို့တက်သွားချီပြီးကောင်တာစပွဲတွင်လူစားမဝင်လာမီခွေးနီကကောင်တာတွင်ဝင်ထိုင်လိုက်လေ၏ဝေလူသည်အချိန်မဆွဲဘဲထိုင်ရာမှထ၍ကောင်တာစပွဲနီးချင်းကပ်လိုက်၏ဦးလေးဘာကူညီရမလဲအားလုံးပြည့်စုံပါလေကွာမင်းတို့စီတဲရတာစိတ်ချမ်းသာတယ် အဲ့ဒါတွေကများသားပဲဟုတ်ကဲ့အခန်းလွတ်တော်သုံးခန်းပဲခြံတော့တယ်ဒီမှာကစူးစူးညံ့ညံ့မရှိဘူးဟော secret လည်းကုန်သွားပြီလန်ဒန်တပူရောင်းကွာကျွန်တော်တို့စီမှာ secret မရှိဘူးဒါဖြင့်ဒီနားမှာရှိလားငါ့ကိုလန်ဒန်တပူလောက်ထွက်ဝယ်ပေးပါလားကွာကျော့900ပို့တာမင်းယူလိုက်ခွေးနီမှာပြုံးသွား၏ပုံငွေရမီမို့ကောင်တာမှချက်ချင်းအပြင်ထွက်သွားတော့၏ ဝေလူဒီကောင်နာအတွင်ဖြက်ခနဲဝင်လိုက်ပြီးလင်အန်ဆွဲထဲရှိနံပါတ်15တော့တန်ကိုရှာဝေယူကမိမိ၏နံပါတ်9တော့တန်ကိုရောမွေမှောက်ထားလိုက်၏တော့တန်ရေထွက်ပြည်နေစေပင်ခင်မုံချစ်အပြင်မှပြန်ဝင်လာတဖြစ်ဧကန်ထဲရှိလူအလုံးမှာသူမ၏မပေါ့တဘောခန္ဓာကိုယ်လုံးစီသို့မျက်လုံးများရောက်နေကြသည်ဝေလူဒီကောင်တာမှပြန်ထွက်သွားပြီးကလထန်တွင်ပြန်ထိုင်လိုက်၏ ခွေးနီပြန်ဝင်လာပြီးစီဂရက်ဘူးကိုလာပေ၏ပတ်ဝန်းကျင်ကိုဝှေ့ကြည့်ပြီးနောက်ခြေလမ်းမပြတ်အပေါ်ထပ်သို့တက်လာသည်စွန့်စား၍အလုဆချိန်ပြီးအခန်းနံပါတ်15၏တကားရွက်ကို အတန်နှိမ့်၍သုံးချက်ခောက်ကြည့်လိုက်၏အောက်ထပ်တို့မစင်းမိကတကားခောက်ကြည့်၍အခန်းထဲတွင်လူမရှိကြောင်းသိရတော့လေအကယ်၍များရေချိုခန်းအိမ်သာခန်းထဲထိုစင်ကရောက်နေခဲ့သောအထွေးတန်တရာရှိ၏ တကားဖွင့်၍ဇော်လတ်နှင့်ရင်ဆိုင်လင်မိတို့ဖြစ်ပေးရမည်ကိုလည်းအစင်သည့်ပြင်ဆင်ထား၏မခတ်ပါအလွန်လွယ်ကူ၏အခမ်းမလူမခောက်မိပြီးတောင်းပန်ရုံနှင့်ပြီးသည့်လှက်သုံးသီဦးဒီမဟုတ်ပါလားအခမ်းတွင်မှအတန်ကိုမကြားရထမှန်ပြီးကြဲကြဲခောက်ကြည့်ပြန်၏တုံ့ပြန်တန်ကိုမကြားရဤတွင်နံပါတ်15တော့တန်ဖြင့်ဖြင်းညင်းစွာလှည့်ပြီးတကားရွက်ကိုတော့ဖွင့်လိုက်သည်ထင်သည့်တိုင်ဇော်လက်လုံးဝမရှိ သူဘယ်ပြောင်းနေလဲလူမတွေ့ဘဲအဓိကပစ္စည်းတွေ့ဖို့ပဲဖြစ်၏ကရင်အောက်ကိုငုတ်ကြည့်၏ရှင်းနေ၏ထို့နောက်မှွေရအောက်ကိုလှန်ကြည့်ရာတော့ကလောက်ငယ်ခတ်ထားသောကြောပေါ်၏ဟွက်ထားဒီကိုမြင်တွေ့ရ၏ဝမ်းသာသွား၏ချက်ချင်းမာစတာကီးဖြင့်ဖွင့်ကြည့်ရာထင်တာနှင့်တခြားစီဖြစ်နေ၏음မြေကြီးနာမိုးကောင်းဖက်စီကဆိုတော့ငါကအစိမ့်တုံများရမလားလို့ထင်နေတာအခုတော့ နားရတဲ့ငွေဆက်ကိုအုံများအိတ်အပြည့်ရှိနေ၏ပြီးတော့ပစ္စတိုသလက်အချိန်မဆွဲတော့ပဲကြောပွဲအိတ်ကိုလွယ်လျက်အခန်းတော့ကို ပြန်ခတ်ကာ ထွက်လာခဲ့၏မိမိအခန်းနံပါတ်9တကားကိုမူလာကလေးကတော့မခတ်ခဲ့ပဲစီယုံနာချိုတင်စီထားခဲ့ဒီမို့အတာဖွင့်ဝင်ခဲ့၏မိမိရဲ့တော့နှချောင်းမှာ ကောင်တာအန်ဆွဲထက်တွင်မှွေရပေါ်ငွေဆက်ကိုတင်များကိုတွန်ချလိုက်၏လက်ရေးစာတစ်စောင်ထွက်ပေါ်လာ၏ နနက်ကြီးဆရာကြီးခန်းတဲ့အတိုင်းငှတာဝင်ပြီးသွားပြီဒီအိတ်ကိုဆရာကြီးစီကိုမဲဆက်ဖို့ပြီတော့စာဖတ်ကြီးမိလိုက်တဲ့နဲ့တဘောပေါက်သွား၏ဇော်လက်ဒီမိမိတာဝင်အဆင့်ပြီး၍ငနက်ကြီးစီဤအိတ်ကိုရွှေပြောင်းရန်အတွက်ဆက်လက်တာဝင်ပေးထား၏အခန်းနံပါတ်15ဖွင့်ဝင်ရန်အတွက်တော့တန်ကိုဇော်လက်ဒီတနင်္လာစီထွက်သွားပြီး ပေးနေဟန်သူပေ၏ချက်ချင်းအချိန်မဆွေးနိုင်ပါ တဲကိုခန်းတို့ပြန်ဝင်လာမိဇော်လတ်နှင့်ငနတ်ကြီးတို့ကို အများဆုံးရှောင်မှဖြစ်မိအတက်ရှိကိစ်ထဲမှအဝတ်စားများကိုထုတ်ပြီး900တန်ငွေဆက်ကူတင်များကို အမြန်ပြောင်းထည့်၏တဖန်မိမိဝတ်စားများနှင့်ဖောက်ထွင်းပစ္စည်းတနတ်ကိုဇော်လတ်၏ကျောဘိုးအိတ်ထဲသို့ပြောင်းထည့်၏ထို့နောက်အောက်တက်ရှိကောင်တာစပွဲသို့အကဲခတ်ကြည့်ရာအန်တရေကောင်ခွေးနီကိုမတွေ့ရဘဲလူစားဝင်ဘာချစ်ဆိုသူဝင်ထိုင်နေပြီး လမ်းကြောင်းရှင်းသည့်နှင့်ဝေလူသည်ကောင်တာ၌အံ့နံထားသောမိမိ၏တိုင်တာမှတ်ပုံနှင့်ကပ်ပြားကိုထားရိုက်ခဲ့ကာကျောပေါ်အိတ်ကိုလွယ်လျက်အတက်ရှိကိတ်ကိုဆွဲပြီးဆန္နာတဲကိုခန်းတွင်ညမအိတ်တော်ပဲစွန့်ခွာ၍ထွက်လာလေတော့သည်ညမောင်မိုက်လာပြီးမို့မန္တလေးမြို့တော်ကြီးမှာတဖြည်းဖြည်းအသွာလာကျေးစားပြုလာသည်လူရှင်တော်မှောင်ရိပ်နေရာသို့ရောက်လင်လွန်ပူနှင့်ပစ်စတိုထည့်ထားသောဇော်လိုက်ကျောပေါ်အိတ်ကို ရေမြောင်းတစ်ခုတည်းပြစ်ထားရစ်ခဲ့၏။လာမင်းအိမ်တဲကိုရိုက်တာ။ဆန္နာတဲကိုရိုက်တာထက်ပို၍သားနာ၏။တန့်ပြန့်၏ပို၍ကျယ်ဝင်၏။အထက်အည်အတွက်ပူများ၏။အောက်ထက်မြေကြီးခမ်းမတွင်အဖျော်ရမကာနှင့်အစားတောက်ပန်းဖြီဆန်ခန်းကြီးဖွင့်ထားသည့်ဖြစ်ဧည့်သည်များပို၍စီကားလည်းရှိ၏။အခန်းခမှလည်းဈေးကြီး၏။ရောင်စုံမီးတထိန်ထိန်နှင့်အစင်းမြင့်နောက်ဆုံးဘော်ဟိုတယ်။ ဈေးသက်သာသောဆန္နာထက်ဈေးမြင့်တော်လာမင်းအိမ်ကခြေရာဖြောက်လုကောင်း၏လူအုပ်ကြားထဲပုန်းရှို့ခြင်းသည်အန်တရကင်း၏နာမည်နဲ့မှတ်ပုံတင်ကပ်ပြပေးပါအောင်ခင်ဗျာအဲ့ကောင်တာမှပုဂ္ဂိုလ်ကပြောလိုက်ရာချူရဲမင်းလိပ်စာကဒီမှတ်ပုံတင်ကပ်ပြမှာပါတဲ့လိပ်စာတိုင်းပါပဲဝေလူနာမည်ဘဝမှအချိန်ပိုင်းတွင်ချူရဲမင်းနာမည်ဘဝတို့ချက်ချင်းဘဝပြောင်းသွား၏ကပ်ပြားမှာဓာတ်ပုံတစ်ပုံကိုတစ်ချက်ကြည့်ပြီးအဲ့စရင်တွင်းနေ၏ ထို့နောက်မှတ်ပုံတင်ကပ်ပြားကိုတင်းယူပြီးတညတဲခုကန်အခါကိုယူ၍အခန်းနံပါတ်20တောတန်ကို ပေးလိုက်သည့်ဖြင့်ချူရဲမင်းသည်အတက်ချီကိတ်ကိုလှက်ဆွဲလျက်အိတ်ခမ်းထဲသို့ဝင်လာခဲ့လေသည်ဂရင်ဘော်ကိုလှဲလိုက်၏တကယ်တော့ဝေလူနှင့်ချူရဲမင်းနာမည်နှင့်ပါရှိသောလိပ်စာတို့သည်တပ်ဆိုင်ရာဌာနမှတရားဝင်ထုတ်ပေးသောနိုင်ငံသားမှတ်ပုံနှင့်အစ်စ်များဖြစ်ကြ၏သို့သောအချောင်းမျိုးမျိုးဖြင့်ဒူးဆက်တမားကြီးလက်ထဲရောက်ရှိသွားသည်နှင့် ဓာတ်ပုံကိုပြောင်းကပ်ပြီးရုပ်ပုံလွာအတုဖြစ် ပြည့်မှုကျွလွန်ကြလေသည်ဒီတခါလူကဲကမှားသွားပြီမိုးကောင်းဆိုတာနဲ့ဥတုမော်တဲကကြောက်သမားလို့ထင်ခဲ့တာငါလူကိုပြောက်သမားနဲ့ဆိုတယ်ဆိုလတ်ဆိုတဲ့ဒီကောင်ဟာဘယ်သူလဲပေးစတိုတနတ်လေတွေ့တယ်ဒီငွေထုတ်ကိုဘယ်သူစီကယူခဲ့တာလဲဓမြတက်ယူခဲ့တာလားလူတက်ယူခဲ့တာလားဆရာကြီးဆိုသူကလည်းလမ်းကြောင်းကိုအစစ်စစ်တပည့်တွေကိုတာဝန်ပေးထားတယ် ဘာပဲပြောပြောဇော်လတ်ဟာသူ့တာဝန်သူ့ငွေထုတ်ကိုရအောင်ယူဆောင်နိုင်ခဲ့တဲ့လူသက်သမားပဲ။ဟွန်းဇော်လတ်ကြီးမင်းကတည်းကငါကစိုးရဂရုံးမော့ထိတ်ခွက်ပြီးပညာသာသူအနိုင်ယူစတဲ့မော့ကွာ။ဆရာကြီးကိုစားငါစားလိုက်ရလို့ကျေးဇူးများကြီးတင်တယ်ကွာ။ချူရဲမင်းဒီဆန္နာတဲကိုခန်းထဲတွင် အချိန်မရတဖြစ် ယခုမှအတက်ရှိခိတ်ထဲမှာ900တန်ငွေဆက်ကူတင်များကိုထုတ်၍စိတ်ချလက်ချရေတွက်စစ်စီကြည့်လေ၏ငွေဆက်ကူရွက်ရည်ပေါင်း3000တည်တည်ဖြစ်၏900တန်ရွက်ရည်3000ဆိုတော့15သိန်းပဲပေါ့အိတ်ကတ်ထွေးတွင်ငွေဆက်ကူဟောင်း2000ကျော်ကျန်ရှိနေသည်သဖြင့်ငွေဆက်ကူတစ်ကိုထုတ်မသုံးသေးပဲအတက်ရှိကိတ်တဲတွင်အမှတ်အသားပြုတ်လုပ်လျက်ပြန်ထည့်ပြီးတင်ထားလိုက်၏ညစေနိုင်ထိုးချပြီး ယခုမှစိတ်အေး၍ဘိုက်စာလာ၏ယင်ပူလာ၏ညစာမစားရသေးခြင်းအတက်ချီကိစ်ကိုလက်ဆွဲလျက်အခန်းတကားတော့ပိတ်ပြီးမြင်းညီထက်စားတော့ဆိုင်ခမ်းမထဲသို့ဝင်လိုက်လေသည်ငွေဖြုံးနိုင်ကြသောညဧည့်သည်များက စားတော့မူယူပျော်ပါနေကြစေပင်စပွဲကုန်အလွတ်တခုတွင်ထိုင်ပြီး ထမင်းကြော်တပွဲကိုမှားလိုက်၏ဘီယာအလွန်ကြိုက်သူဖြစ်တော်လဲ မန္တလေးတောနယ်ထဲမှာမိမိလိုတောမုတ်ဆူများကြက်စားလေးရှိသည့်ဖြင့်တတိဝရိယထားနေရ၏ကိုပိုင်တိတောနယ်မဟုတ်သည့်ဖြင့်တတိတစ်ချက်လွတ်လင် မုတ်ဆူဘဝကတားကောင်ဖြစ်သွားမည်ထိုင်ကုန်အားပါသလားရှင်ဇလန်းကစပြီလားမသိမိမချောလေးနှစ်ဦးစပွဲကုန်ဤရောက်လာပြီးမေးမြန်းလိုက်သည့်ဖြင့်ချူရဲမင်းကမောင်းထုတ်ပိုင်ခွင့်မရှိသည့်ဖြင့်အလိုလိုခေါင်းကိုညှိမ့်ပြပြီးသားဖြစ်သွား၏။တဆက်တည်းထိုင်ကုန်ဘေးချီရင်၌ ချထားသောအတက်ရှိ case ကိုယူ၍ပေါင်ကြားချရင်အောက်သို့ရွှေ့ပြောင်းချလိုက်၏။လုံခြုံမှုကိုလက်ဦးအောင်ယူထားမှတော်ပေမည်။တသိဆိုတာပိုရဲမရှိ။ဘာစားမလဲမူရာ။ယူပါကြိုက်တာမှလေ။ခေါဆွဲကြော်ပဲမှလိုက်မယ်နော်။မူရာနဲ့ယူပါဆိုသောမိမချော်လေးနှစ်ဦးမှဆယ်ကျော်တက်ရွေများပင် ရုပ်ရည်များမှာဖြူဝင်းပြီး ချောမောပါပြီ။အဝတ်အစားမှာအယောင်တစ်ဖိတ်ဖိတ်နဲ့ ခန္ဓာကိုယ်လုံးများရှိအဖုအထက်အလုံးအဝင်းအမှုမောက်အချိုက်အဝန်းများအလုံးကိုပဂတိအတိုင်းထင်ရှားပေါ်လွင်နေစေ၏ကိုယ်သင်းနှံ့အမွေးချိုင်များကလည်းစပွဲဝိုင်းတစ်ခုလုံးတလိုင်းလိုင်းပြက်နေတော်သည်ဒီကကိုမူရာတို့ကြောင့်စိတ်နှောက်ယှက်များဖြစ်နေသလားဟင်အခုဖြစ်စီအန်တရယ်မရှိစေရပါဘူးစိတ်ချပါဟုတ်တယ်ယူပါတို့ကဒီမှာအမြဲတမ်းလာသေးနေကြပါ ကိုစီပွားရေးလုပ်ငန်းကိုဘယ်သိက္ခာကြခံမလဲကိုရယ်။မူယာနဲ့ယူပါတို့နှစ်ဦးကအတက်ချီကိစ်ကိုပေါင်ကြားချင်ရင်နေရာတို့ရွှေ့ပြောင်းလိုက်ဒီကိုရှိတ်စားမိတော်တဖြစ်ချူရဲမင်းအားချစ်ဖွဲ့ကောင်းတော်ပချက်အပြုံးကိုစီဖြစ်တင်းတင်းဤစတင်၍မိတ်ဆက်စကားဖွဲ့ဆူလာကြသည်။အကိုအပြုတ်မူဟာရိုင်းပြကောင်ရိုင်းပြသွားသလိုဖြစ်သွားပေမယ့်သတိအနေထားသောအလိုအပ်ဆုံးလို့ထင်မိလို့ပါကွယ်။ခွန့်လို့ပါနော်။ အကိုရဲ့ပွင့်လင်းမှုကိုတော့ကြိုက်သွားပြီ။မူယာကရီလိုက်။ဘယ်မျိုးကလည်းရန်ကုန်ကပါညီမလေးတို့ကရောချူရဲမင်းကစားပြီးသွား၍လိန်မော်ရီကိုတောက်ရင်ညီမလေးတို့ကတော့မြန်မာပြည်ကတဲဥခန်းတွေကိုလှိုက်လှဲ့နေတဲ့မြန်မာတိုးရိတ်ခရီးသည်ညီမတွေပဲ။မူယာနဲ့ယူပါတို့ကပြောပြီးရီကြပြန်၏။မိတို့ဆိုစီချူရဲမင်းဤနှလုံးသားထဲ၌ရင်ခုန်မြန်နေခဲ့သည်မ။ ယခုမှငြိမ်သက်လာမိတော်၏ရီစာဟာသာနှော၍ជីနူးစာလှပများဖူးပွင့်ဝင်နေကြသောလှယမင်းနှစ်ဦးနှင့်တွေ့ဆုံမိကြလေပြီကိုဂိုင်းညီမလေးတို့နဲ့တွေ့ဆုံခွင့်ရတာပြောမိပါတယ်အိတ်ဆက်ဖို့အတွက်ခွဲခွာခွင့်ပြုပါဦးနော်လူအုပ်ကြားထဲမှာငွေဆက်ကိုထုံများပါလာသည်ဖြင့်ကြာကြာမနေပင်စားပြီးတဲ့နှင့်အန်ဒီရဲ့ဆုပ်ခွင်းများမှရှောင်ထွက်ခဲ့ရပြန်၏မိသူကိုများမယုံဟုတ်ကဲ့ကို ညီမတို့အခန်း73မှာရှိပါတယ်။လာလေဖို့လေဖိတ်ကိုပါတယ်။ကြိုဆိုလက်ပါကိုကိုရဲ့ရီမောရင်မူယာနဲ့ယူပါတို့ကြံရစ်ခဲ့ကြ၏။ချူရဲမင်းဒီအပေါ်ထက်ခန်းထဲသို့ ပြန်ဝင်လာသည်။ကရင်ပေါ်မှာပြည့်လေရင်အနားယူနေ၏။ဒီ15သိန်းကိုငါဘာလို့ရရင်ကောင်းမလဲ။မနှက်ပြန်ဒီမျိုးကနေချီယာအမြန်ဆုံးဖြောင်းမှဖြစ်မည်။အခုလောက်ဆိုရင်ဆန်နာမှာဇော်လက်စီကတာဝန်လွှဲပြောင်းယူလိုက်တဲ့ငနက်ကြီးတစ်ကောင်တော့ ယူးကြောင်ကြောင်နဲ့အခန်းထဲအုံနောက်စားနေရုံပဲဒီဒီချိန်မှာလွယ်လွယ်လေးနဲ့နိုင်ပိုင်းတွင်ငွေ15သိန်းချက်ချင်းလက်ထဲရောက်လာခဲ့၏လွယ်ချင်တော့လေချွေးမဆုလိုက်ရခါတိုင်းဆိုရင်ချွေးပြန့်ယုံသမကပြည့်စည်ရလာလေထုခွဲရသည်၏ငွေလဲမျိုးမျိုးမြဲမြဲမရအခုငွေချွေးအတွက်ဖူလုံသွားပြီမို့ဖြုံးဖို့ရံမဲကြံတော့၏မဟိတ်ချင်သည်ညာငဲ့စိုးရမင်းသားဖြစ်၍မျက်စိကြောင်နေ၏ ဤတွင်စားသောခမ်းမ၌ဤကက်စွာ အသူစကားပြောမိခဲ့သောလှယမင်းနှူးတို့၏ကိုတင်းနှံ့သာမွေးရနှက်များသည်မိမိကိုယ်တွင်ဆွဲကန့်ညိနေစေမှုတစ်ချက်တစ်ချက်မွေးရနှက်ငွေသက်များပြန့်လွှင့်လာနေသလိုပင်အိမ်၍မရမိသူသူစိတ်အစာပျော်ရှင်မှုလေးကို ပြိုးချင်စိတ်ဖြစ်ပေါ်လာ၏ည၁၂နာရီထိုးခါနှီးချပြီအတက်ရှိ case ကို ဖွင့်လျက်900တန်ဆက်ကိုတင့်အရွက်20ကို ပထမဆုံးပွဲထုတ်ယူလိုက်၏ တေးချစွာပြန်ပိတ်ကတော့ခတ်ပြီးငွေရအောင်၌အမတ်သားပြုလို့လျက်စိတ်ချစွာ အခန်းထဲမှထွက်လာသည်ဖိတ်ကြားထားသော အခန်း73၏တကားရွက်ကိုခေါက်လိုက်ဟောကိုကိုပါလားအထဲဝင်လေချူရဲမင်းကပြုံးလျက်မူယာကိုကြည်ရင်ကတင်ပေါ်မှယူပါကိုလေအပြုံးဖြစ်နှုတ်ဆက်လိုက်ညီမတို့ရဲ့အိတ်ဆက်ချင်းကိုအကူလာပြီးနှောက်ချက်များပြုမိနေသလားလို့ ထိုင်စရာမရှိသဖြင့်ယူပါလှဲလျောင်းနေသောနှစ်ယောက်အိယာကတင်စွန်းတွင်ဝင်ထိုင်လိုက်၏။စီဂရဘူထုတ်၍တလိမ့်မင်းကြီးတောက်ရင်မူယာစီတို့လက်ကမ်းပေးလိုက်၏။အိဆက်ချင်းဆိုတာအချိန်ကာလတစ်ခုရဲ့တတ်မှတ်ချက်ပါ။တတ်မှတ်မထားသူများဖို့အိဆက်ချင်းနေရာမှာပျော်စရာအချိန်လေးဖြစ်သွားနိုင်တယ်ကူကူ။မူယာကစီဂရတလိုက်ကိုမင်းကြီးဖွာရှာရင်ပျော်ပျော်ဆူဆူချူရဲမင်းကြီးဘေးတွင်ပူကက်၍အထုတွဲထိုင်လိုက်သည်။ အလွန်လှပတဲ့စကလုံးလေးပါလားဟုတ်ပါတယ်လေအချိန်ကာလဆိုတာလူကတတ်မှတ်ကြတာပဲရတဲ့အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်ဖို့ပဲလိုတာပေါ့မဟုတ်ဘူးလားအယမ်းမှန်နေညီမတို့နဲ့တွေ့မှကိုကိုလဲစာတက်လာပြီသုံးဦးသားရီမောမိကြလေတော့ဒီကဲမူရရင်ကိုကိုကတို့ဧည့်တယ်ကွာဧည့်တယ်လာရင် အင်ရှင်ကအစွမ်းကုန်အဲဝတ်ခြေပွန်စွာ ပြုစုရမယ်ဝတရားရှိတယ်လေကွာ ယူပါကပြောရင်ချူရဲမင်း၏ဆာဖာရီကိုအင်ဂျီကိုချုပ်ပေးလိုက်။မူယာက အခန်းထဲမှမီးချောင်းငယ်ကိုမှိတ်လိုက်ပြီးအလင်းအားပြော့ပြော့မီးလုံးငယ်လေးသလုံးသေးကထွန်းလင်းထားလိုက်။မကြာမီချူရဲမင်းသည်နှစ်ယောက်အိတ်ကတင်ပေါ်ဝဲလက်ဝဲကယူပါ လက်ရာကမူယာနှင့်အသူလဲလျောင်းရင်းရည်စရာစကားလေးများကို ပြောဆိုကြလက်အပြေအဆုံးသောညနဲ့တကောင်ရင်မိတ်ဆုံစားပွဲလေးကိုတဲထိတ်ရင်ပူစွာကျင်းပမိကြလေတော့ဒီ နနက်9နာရီခွဲမှလှယမင်းတို့ကိုခွဲခွာ၍မိမိခန်းတို့ပြန်ဝင်လာလေသည်တသည်ရှိသူပြီပြီရှေးဦးစွာမှွေရအောင်နိုင်ဝတ်ထားခဲ့သောအတက်ရှိ case ကိုထုတ်ပြီးချက်ချင်းတော့ဖွင့်ကြည့်၏မူလထားရခဲ့တဲ့အတိုင်းငွေဆက်ကိုထုတ်များမှာလက်ရမပြတ်ပုံပန်းမပြတ်မယွင်းပဲတွေးလိုက်ရမှစိတ်အေးသွား၏လှယမင်းအူကတညလုံးဆွမ်းကုန်အဲဝဲပြုတ်ချင်းကိုခံလိုက်ရသည်ဖြစ်ယခုမှအိမ်ငိုက်လာမိတော့သည် တရေသမောအိပ်ပြီးနောက်မှအေးစစီထွက်၍လာမင်းအိတ်ဆက်ခမ်းမှခွာပေတော့မည်ဟု ဆုံးမြတ်ချက်ကိုချလိုက်။မကြာမီငိုင်မီးရမှ တဖြည်းဖြည်းအိပ်ပျော်လူပြုနေစဉ်တောက်တောက်တောက်အခန်းပြင်ဖက်မှမိမိအခန်းတကားကို ခေါင်းနေတန်ကြား၍ဖျက်ခနဲလက်နူသွား၏။လက်ပတ်နာရီကိုကြည့်ရာနာနဲ့ရှင်းနိုင်ပင်ထိုးနေချေပြီ။တကယ်ရှုပ်တဲ့ကောင်းမလေးတွေပဲ။ထပြီးမဖွင့်ပေးပင်မကြားခြင်းဟန်ဆောင်၍ငြိမ့်နေ၏။ သူတို့ကိုမိမိရဲ့အိတ်ခမ်းထဲသို့လုံးဝဝင်ခွင့်မပြုလိုချင်အထူးသဖြင့်အတရှိခိတ်ထဲရှိငွေများအတွက် သူတို့ဟာလုံးဝမယုံကြည်စိတ်မချပင်မြင်တွေ့ထားသူများဖြစ်၍မိမိ၏အတ္တအန္တရာယ်ကိုမိမညံမာယာဖြစ်ဒုက္ခလှလှကြီးပေးနိုင်စွမ်းပြီသည်တောက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 ်ဒုတိယကျင်းတကားခောက်တံမှာပူများပြီးအတန်ပူပြင်းလာသည်ဖြစ်ဒေါ်ပွားလာ၏ မောင်ထုတ်ရင်ဂရင်ပေါ်မှဆင်းလာပြီးတကားကိုဖွင့်ပေးလိုက်ရာလှကျင်မင်းတို့မဟုတ်ဝင်ခွင့်ပြုပါဦးချူရဲမင်းခင်ဗျာကျွန်တော်ကဒီတဲခုခန်းကမန်နေဂျာဖြစ်ပါတယ်ဟိုတယ်တဲခုခန်းမန်နေဂျာကိုယ်တိုင်တိမ်မွေ့စွာဖြင့်ဝင်ခွင့်တောင်းလျက်ရှေ့ဆုံးမှအထဲသို့ဝင်လာ၏နောက်မှနေ၍ရဲစခန်းမူရဲသားနှစ်ဦးနှင့် လူကြီးနှစ်ဦးတို့ဝင်လိုက်လာ၏အော်ဘာကိစ္စရှိလို့ပါလဲခင်ဗျာကြွပါထိုင်ပါ ချူရဲမင်းကဟမ်မပြက်စိတ်ကို ထိန်းချုပ်ထားလိုက်၏ကျွန်တော်နဲ့ဟော်ဒီကစကမ်းမှုနဲ့ရက်ွက်လူကြီးများကဧည့်သည်များကိုလိုက်လံစစ်ဆီးနေပါတယ်ဦးချူရဲမင်းရဲ့ပစ္စည်းများကိုလက်စိတ်စစ်ဆေးကြည့်ရှုခွင့်ပြုစေချင်ပါတယ်ဝတ္တရားရပါ မန်နေဂျာလူကြီးကမိမိဧည့်သည်ပေါ်တွင် ချူသာစွာပြောပြ၏ဧည့်သည်စစ်ဆေးရေးဝင်ကြသည်မှာဟိုတယ်တဲကိုခန်းတိုင်း၌ဆောင်ရွက်နေကြလုပ်ငန်းကိစ္စဖြစ်သည့်ဖြစ် အထူးဆန်းမဟုတ်သည့်ဖြစ်စိတ်အေးသွား၏ ဟုတ်ကဲ့ခင်ဗျာကျွန်တော်မှတခြားဘာအေးပစ္စည်းမှမပါပါဘူးဟောဒီကအတက်ချီကိတလုံးမဲပါပါတယ်ဒီအထဲမှာလဲကျွန်တော်ကိုပိုင်ငွေကိုထည့်သိမ်းထားတယ်ချူရဲမင်းဒီအပြုံးမပြက်အတက်ချီကိစ်ကိုသော်ဖွင့်၍ပြလိုက်၏။ငွေ900တန်ထုတ်များအပြည့်ဖြန့်ထည့်ထားသည်ကိုစကမ်းမှုက လုံးဝလက်ဖျားနှင့်မထီတို့ပဲကြည့်ရှုပြီ။အခုလိုစစ်ဆေးခံလို့ကျေးဇူးတင်ပါတယ်။ဒါနဲ့စိတ်မရှိပါနဲ့။ဒီငွေတွေကဘယ်လောက်ရှိသလဲ။15သိန်း ခမားတက်ချီ case ကို ပြန်ပိတ်လိုက်နိုင်ပါပြီ။ချူရမင်းကအတက်ချီ case ကိုတော့ပြန်ခတ်လိုက်၏။ရင်ထဲတွင်အေးချမ်းသွား၏။ယခုထက်သည့်တဦးနှင့်တဦးစကားအမှားရမရှိသည့်ဖြစ်လူကြီးများအားလုံးကစိတ်ကျဉ်နှံ့မှုရှိနေကြပြီကိုအကဲခတ်မိလိုက်၏။ဒါနဲ့စိတ်မရှိပါနဲ့ဒီလောက်များတဲ့ငွေတွေဟာဘယ်သူငွေတွေလဲ။စခန်းမူးကရုတ်တရက်ထပ်မိလိုက်ရာ။ ဆန္ဒတဲကိုခမ်းမဇော်လိုက်ရုပ်ပုံလွာကိုဖြက်ကနေမြင်လာ၏ဧကနဆန္ဒမှာပြဿနာတက်နေပြီဟုစဉ်းစားလိုက်မိသည်လေ့ကျင့်၍ကျင့်သားရထားပြီးဒီတိုင်းချူရဲမင်းသည်လက်ငင်းအန်ဒီစကွင်းမှအပြုံးဖြင့်ယုံထွက်လီပြီဘယ်သူငွေမှမဟုတ်ပါဘူးကျွန်တော်တူတဲပိုင်နေငွေပါမန္တလေးမှာပြည်စည်းဝယ်မလို့ရန်ကုန်ကတက်လာခဲ့တာပါကျွန်တော်ပိုင်နေငွေတွေကြီးပါပဲ။ ခမည်းကိုကျွန်တော်ချင်းချောက်ပြီးမေးခြင်းမဟုတ်ပါဘူး။ရိုးသားစွာ အမှန်တိုင်းနောက်ဆုံးဖွင့်ပြောပါ။ဒီငွေ15သိန်းဟာဘယ်တို့ငွေလဲ။ဟာဗျာကျွန်တော်ကိုပိုင်ငွေတွေပါ။ချိန်တွေပြီးပြောရဲပါတယ်။ကိုင်းမန်နေဂျာကြီးခမည်းကိစ္စကိုပြောပြလိုက်ပါ။စကမ်းမှုက အချိန်ချင်းစင်မီးပြီးနောက် ပြောလိုက်တဲ့ဖြင့်ဟိုတယ်မန်နေဂျာကြီးကသူ့အိတ်ကထဲမှာဆက်ကူအိတ်ကိုထုတ်၍ ထိုအိတ်ထဲမှငွေ900တန်အသေးချက်ချွတ်ငွေစက်ကူများကိုပြရင်ဒီလိုပါစောစောလေးကပဲအခန်းနံပါတ်73မှာတဲခုနေကြတဲ့မူယာနဲ့ယူပါဆိုတဲ့မိန်လေးမြောက်ကဟောဒီငွေ900တန်စက်ကူရွက်တယ်နဲ့သူတို့တဲခုခငွေကိုနောက်ထပ်တူရက်တွက်ပြီးပြတယ်စားတော့ကြတယ်သူတို့သုံးဆွဲပေးနေတဲ့ငွေစက်ကူရွက်တွေကိုမတင်ငါလို့စစ်ဆေးကြည့်တော့ငွေ900တန်စက်ကူအတူတွေကြီးပါပဲဗျာ ချူရဲမင်းဒီကဘာမြေပြင်ကြီးတစ်ခုလုံးငလင်လှောက်ကရမ်းသွားတဲ့ကဲ့သို့အိတ်ခမ်းတစ်ခုလုံးဒီအိုထိန်ဆက်ကဲ့သို့ခြားခြားလေသွားလိမ့်ပြီကိုသူတို့နှစ်ဦးကိုစကမ်းမူကြီးကဖမ်းမိစစ်စီတော့ညကခမားစီကဒီ900တန်ငွေဆက်ကိုအရွက်20ရခဲ့တာလို့အစစ်ခံနေဘဲနဲ့လေဗျာဒီလိုဆိုရင်ဟောဒီအတက်ချီကိစ္စကငွေ55သိန်းဟုတ်ပါတယ်အားလုံးငွေ900တန်အတူတူကြီးပါပဲ ါကြောင့်ခမည်းကိုငွေဆက်ကိုအတုကင်ဆောင်မှု ကိုယ်တိုင်သုံးဆွဲမှုနဲ့အရေးယူရပါလိမ့်မယ်။စကမ်းမှု၏စကားအဆုံးတွင်ရဲသားများကချူရဲမင်း၏လက်နှစ်ဖက်ကိုပူးလျက်လက်ထိတ်ခတ်လိုက်လေ၏။တဆက်သေးအိတ်ခမ်းထဲမှခေါ်ဆောင်၍အောက်ထပ်သို့ဖမ်းဆီးပြီးဆင်းခဲ့ကြလေသည်။လာမင်းအိမ်ရိပ်သာစကမ်းမအထွက်အစင်သင်းစောက်ကျုံနေသောရဲကားကိုတွေ့ရ၏။ကား၏နောက်ဖက်ခန်းတွင်မူယာနှင့်ယူပါလှရမင်းအူးက ူအားဂျိုတင်စောင့်မြုံနေကြသည်ကိုတွေ့မြင်လိုက်ရသည်ဖြစ်ချူယမ်းမင်းမှာမိမိကံကြမ္မာအဖြစ်ကိုမိမိတဘောကြလဲဟဟပပပရီမောလိုက်မိတော်သည်ရဲကားပေါ်သို့တက်လိုက်လင်မူယာနှင့်ယူပါတို့နှစ်ဦးကအပြုံးကိုစီနှင့်သူတို့နှစ်ဦးကြားကိုဝင်ထိုင်စီရင်နေရာရှဲပြီးရွှေ့ဖယ်ပေးလိုက်ကြလေတော်သည်လှယမင်းနှစ်ဦးကြားတွင် ချူယမ်းမင်းကပြုံးပြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲ ဆရာကြီးတက္ကရမောင်အောင်စုရေးသားထားတဲ့စန္နာလာမင်းအိမ်ဆိုတဲ့ဝိထုဇလံလေးပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ